ုံပါခြင်းမြို့၌ပြည်သူစစ်မှုထမ်းဥပဒေဤဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲကွင်းစင်းဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပင်နယ်ရှိပိုင်းမိုင်းတုံခရိုင်ပုံပါခြင်းမြို့တွင်ပြည်သူစစ်မှုထမ်းအားဆင့်ခေါ်ရာတွင် အချိန်မီတတ်မှတ်ရေအတွက်ပြည့်မီစေရေငွေကြေးကောက်ခံမှုမရှိစေရေမတမာမှုများမဖြစ်စေရေဤဥပဒေများနဲ့အညီဆောင်ရွက်စေရေတို့အတွက်ပြည်သူစစ်မှုထမ်းဥပဒေဤဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့နေ့နဲ့စနေရီကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။အဆိုပါဟောပြောပွဲတွင်ခရိုင်ပြည်သူစစ်မှုတန်းစင်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌဦးငိမ့်ထွန်းကျော်ကအဖွင့်အမှားစကားပြောကြားပြီးခရိုင်ပြည်သူစစ်မှုတန်းစင်ခေါ်ရေးအဖွဲ့အတွင်ရင်မူဦးသိန်းစော်ဝင်းကပြည်သူစစ်မှုတန်းဥပဒေများကို၎င်းရှင်းလင်းပြောကြားခြင်းခရိုင်ပြည်သူစစ်မှုတန်းစင်ခေါ်ရေးအဖွဲ့ဝင်ဦးလာအေးမှပြည်သူစစ်မှုတန်းဤဥပဒေများကိုရှင်းလင်းပြောကြားခြင်း မြို့နယ်ပြည်သူစစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကပြည်သူစစ်မှုထမ်းစင်ခေါ်ရေးနှင့်ပတ်သက်၍ဆွေးနွေးကာဖြစ်ရောက်လာသည့်ပြည်သူများကသိရှိလိုသည့်များကိုမေးမြန်းရာခရိုင်ပြည်သူစစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌဦးငိန်ထွန်းကျော်ကပြန်လည်ဖြေကြားပေးပြီးလိုအပ်သည့်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်ခမညာ။